ုတင်ဆက်ပေးမယ့်သတင်းကတော့အသက်85နှစ်ပြည့်ပြီးတဲ့တက်ကြီးရွယ်အများကိုလူမှုရေးပိတ်ဆင်ထားပတ်မဲ့သတင်းပဲဖြစ်ပါတယ်1949ခုနှစ်ဧပြီလ1ရက်နေ့မတိုင်မီမီဖွားခဲ့တဲ့ အသက်85နှစ်ပြည့်ပြီးတဲ့တက်ကြီးရွယ်တွေကိုလူမှုရေးပိတ်ဆင်ထားပတ်မယ်လို့နာဆာကကထုတ်ပြန်ကြေညာထားပါတယ် 2020-2025ဘဏ္ဍာနှစ်ပတ်ကျန်းနဲ့လူမှုရေးပိတ်ဆင်ထောက်ပံ့ပေးမှဖြစ်ပြီးအခုမေလမှာစီးရင်တောင်းအောင်ခြင်းဖြစ်ကအဲ့ဒီစီးရင်ကိုသက်ဆိုင်ရာရက်ကွက်ကြေးရအောင်ထုတ်ရေးမှုဒါမှမဟုတ်နီးစပ်ရာလူမှုဝန်ထမ်းရုံတွေမှာလာမယ်မေလ31ရက်နေ့ကိုနောက်ဆုံးထားပြီးတော့စီးရင်ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်အသက်65နှစ်ပြည့်ပြည့်သူတွေအနေနဲ့လူမှုရေးပိတ်ဆက်စာခွင့်အတွက်တစ်လကို1000ကျပ်ရရှိမှာဖြစ်ပြီးအဲ့ဒီငွေကို3လတစ်ကြိမ်စုပေါင်းထောက်ရမှာဖြစ်တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာတက်ကြီးရွယ်ဦးရေ63.3တန်းကျော်ရှိပြီးအဲ့ဒီတွေကအသက်85နှစ်နဲ့ထက်တက်ကြီးရွယ်ဦး2,481ယောက်ရှိရဲ့လို့ပြည်သူ့အင်အားဦးစီးဌာနကနေသိရပါဗျ။ဒီသတင်းကိုတော့မြန်သူတို့ကပေးပို့လာပါဗျ။